တီဗီမပိတ်နဲ့ဘိုးဘိုးပြောတာမကြားမှဆိုလို့ပါကွယ်ဒီနေ့အတွက်တီဗီချင်းလဲဆေးပြီလေနော်ဘိုးဘိုးကိုစားအုပ်စင်ကုရှင်းပေးမလားဒါတို့မောင်နှမတွေလဲတာကူပေးပါအောင်ကွယ်ဖို့ကိုစောင်းစင်ကူရှင်းပြင်တီတီကိုပုံရင်ဖတ်ပြမှာလားဖို့ဖို့ပုံရင်ဖတ်ပြမှာဗောမြည်ရဲ့ ်မာလေးရေစောင်းတူထောင်ရစီမဲ့ဘုံမာလာကိုကိုကိုလိုဘက်ကိုထားမယ်နော်ဟုတ်ကဲ့ကိုကိုအော်ညီမလေးကိုတင်ပေးနေတာလေတော်လိုက်တာကဲတီတီနဲ့မိုင်းမင်းကဖိုးဖိုးကိုဝိုင်းကူပြီးတဲ့အတွက်ဖိုးဖိုးကသားတို့သမီးတို့ကြိုက်တဲ့စာအုပ်တို့ကိုဖတ်ပြမယ် ငယ်ချင်းတို့ရေတီတီလေးရဲ့အကြိုက်ဆုံးစာအုပ်ကဘာဖြစ်မလဲခမ်းမန်းကြည့်ပါဦးတငယ်ချင်းတို့ရေအကြိုက်ဆုံးစာအုပ်ကဘာဖြစ်မလဲဘိုင်းမရေဒီစာအုပ်ထဲမှာဘယ်လိုအကြောင်းတွေပါမှာထင်လဲမိရေချို့ တီတီလေးကိုဒီလိုလိမ်မာပြီးယုံကြည်မှုပြည့်တဲ့ကလေးတယောက်ဖြစ်အောင်ဘသူတွေကဘလို့လုပ်ပေးတယ်ဆိုတာမျှဝေပေးပါအောင်။ตาကိုအသေးမွားကိစ္စအစာရွေးချယ်ခွင့်ပေးထားတယ်။ဥပမာသူစားဖို့အသီးလေးတွေရွေးတဲ့အခါပုံမြင်စာအုပ်လေးတွေရွေးတဲ့အခါတွေပေါ့။ตาလေးကိုဘာမလုပ်ရဘူးဆိုတာထက်ဘာလုပ်ရင်ကောင်းမယ်ဆိုတာကိုပြောပါတယ်။ဥပမာကိုဗစ်ကာလအတွင်းမှာဆိုတော့လူများတဲ့နေရာတွေကိုမတွားရဘူးဆိုတာထက်ယောဂပူကူးမှမစိုးရင်ရအောင် လုံခြုံစိတ်ချရတဲ့နေရာမှာနေကြရအောင်ဆိုတာမျိုးပေါ့ကျွန်တော်တို့နှစ်ယောက်စလုံးကတော့သူတို့အပြုအမူလှုပ်ဆောင်မှုတွေအပေါ်ကိုအမြဲချီးမွမ်းအားပေးစကားပြောလို့ရှိပါတယ်တငယ်ချင်းတို့အိမ်မှာရောဘသူတွေကဘလို့လုပ်ပေးတယ်ဆိုတာမျှဝေပေးပါအောင်ဖဖမိမိကလေးကိုကြည့်ရှုပေးတဲ့သူတွေအားလုံးကိုယ့်ရဲ့ကလေးကိုချီးမွမ်းအားပေးစကားပြောဖို့မမေ့ပါနဲ့နော်